ကလေးများပေါ်တကြားရဲ့စိုးစိုးတရားမှုလေးချက်ချိုမင်းနဲ့ရတာအောင်မကြိုက်တဲ့သူဟာအင်မတန်ရှားပါတယ်။မုတ်ချိုချိုလေးတွေ၊ချောကလက်၊လက်ဖက်ရည်ချိုချိုလေးတွေဆိုရင်လူကြီးရောကလေးပါတက်တမမှန်စားကြင်ကြတာပါပဲ။ကလေးတွေဆိုရင်ပိုလူတော်မှကြိုက်ကြပါအောင်မယ်။သူတို့လေးတွေအချို့ကြိုက်ကြတော့မဆမ်းပါဘူး။ဒါပေမဲ့အဲ့ဒီချိုမြိုင်မှုတွေရဲ့နောက်ကကပ်ပါလာတဲ့စိုးစိုးတွေကလည်းမနေဘူးဆိုတာကိုတော့သိထားပါလိမ့်မယ်။ကြောင်ကိုလုံလုံကဲကဲထည့်ထားတာကြောင့်သာဒီအစားအသောက်တွေကဒီလောက်ချိုနေရခြင်းဖြစ်ပါတယ်။ ခလေးတွေတိတ်ပြီးတော့ကြိုက်တတ်တဲ့ချောကလက်တွေအချို့ရီမှာဆိုရင်တကြမ်းတက်ကစိုးရိမ်မွေရလွန်ကဲနေပါဗျ။ဒါရီမကပဲနဲ့ခလေးတွေနေစဉ်တောက်နေရတဲ့အသင်တောက်နိုးနဲ့မူရောနိုးတွေမှာတော့တကြမ်းတက်တွေများနေတာကိုတွေ့ရတတ်ပါဗျ။ချိုးရဲမုန်းတွေကိုတက်နိုင်တဲ့လောက်မကျွေးရင်တော့မိဘတော်တော် များများခလေးတွေကိုပုံမကျမ်းမာစေလိုတာကြောင့်နိုးတော့တိုက်ကျွေးလေးရှိကြပါဗျ။ နို့တွေထဲမှာ lactose လို့ခေါ်တဲ့နို့တကြားဓာတ်ပြင်ပိုပြီးတော့ခြုံစေဖို့တဘာဝမဟုတ်တဲ့တကြားဓာတ် sucrose တွေကိုအချို့ထုတ်လုပ်သူတွေကထပ်ထည့်သွင်းထုတ်လုပ်ထားကြလို့နို့တွေရာတကြားဓာတ်များနေရခြင်းဖြစ်ပါတယ်အသင်တောင်းတို့ကနေစဉ်တိုက်ကြွတဲ့အစားအစာတစ်ခုဖြစ်နေတာကြောင့်နေစဉ်တိုင်းကလေးတွေရဲ့ခန္ဓာကိုယ်ရဲ့ကိုမနှဲတဲ့တကြားပမာဏတစ်ခုရောက်သွားခြင်းဟာမိဘတွေစိုးရိမ်ရမယ့်အချက်တစ်ခုပါ။ဒါကြောင့်ကလေးတွေအတွက်တကြားဘလိုမျိုးစိုးစိုးတက်ရောက်မှုတွေပြီးနိုင်နေဆိုတာမိဘတွေသိထားနိုင်မှုအတွက်ဖော်ပြပေးလိုက်ပါရစေ။ ။နံပါတ်၁စီးချုပ်ယောဂဖြစ်စေနိုင်ခြင်း။တခြားတန်းလွန်ကဲစွာစားသုံးခြင်းအားစီးချုပ်ယောဂဖြစ်စေနိုင်တဲ့စရာကိုလူတော်တော်များများသိထားပြီးဖြစ်ပါတယ်။စီးချုပ်ယောဂနဲ့ဆက်စပ်နေတဲ့နှောင်းဆက်တွဲကျန်းမာရေးပြဿနာတွေအားလည်းအင်မတန်အောင်မှများလွန်လာပါတယ်။ဒီထဲမှာကလေးတွေနဲ့အနီးဆက်ဆုံးတစ်ခုကအနာကျက်နေခြင်းပါပဲ။ကလေးတွေစော်ကစားရင်းနဲ့ထိခိုက်ဒဏ်ရာရတဲ့ခါတွေမှာစီးကျုပ်ယောဂါရှိနေတဲ့ဆိုရင်အနာတော်တော်နဲ့မကျက်တော့ဘဲနဲ့အချိန်ကြာလာတာနဲ့အမျှပိုးပါဝင်တတ်ပါတယ်။ သွေးတော်တော်နဲ့မတိတ်တတ်တာအနာတော်တော်နဲ့မကျက်တာတွေကစီးကျုပ်ယောဂါကြောင့်လို့ဆရာဝန်တွေကတွေ့ရှိထားပါတယ်။သွေးရည်ရသကြားဓာတ်တွေကသွေးလက်ပတ်မှုအနှောက်ယှက်ပေးပြီးအနာဖြစ်တဲ့နေရာကိုသွေးရောက်နှေးစေတဲ့အတွက်အရေးပြားပြန်လည်ပြုပြင်ရမှာကြာနေစေခြင်းဖြစ်ပါတယ်။နံပါတ်1သွားပိုးစားခြင်းသွားပိုးစားတာကကလေးတွေကြောင့်မှဖြစ်လိဖြစ်တာရှိပါတယ်။သွားထဲမှာရှိတဲ့ဘက်တီးရီးယားပိုးလေးတွေကသကြားဓာတ်ကိုမှီဝဲပြီးသွားကိုပျက်စီးစေတဲ့အက်ဆစ်တွေကိုထုတ်ကြတဲ့အတွက်သွားတွေကိုပျက်စီးလာစေပါတယ်။ နံပါတ်3ကိုလေးချိန်တိုးခြင်းနဲ့အဝါလွန်ရောဂါဖြစ်စေနိုင်ခြင်းတကြားတဲ့ကာဗွန်ဟိုက်ဒရိတ်ဖြစ်တာကြောင့်ခန္ဓာကိုယ်တွင်းမှာတဖြည်းဖြည်းနဲ့အဆီဖြစ်ကိုပြောင်းလဲသွားပါတယ်ကယ်လိုရီများပြီးအခြားအာဟာရဓာတ်လည်းနည်းတဲ့ကာဗွန်ဟိုက်ဒရိတ်တွေကလိုရန်ထပ်ပို့ပြီးတော့လွန်ကဲလာတဲ့အခါမှာခန္ဓာကိုယ်ရင်းမှာအဆီရေပိုများလာစေတဲ့အတွက်ကိုလေးချိန်တိုးစေပြီးတော့ဒါဟာအဝါလွန်ရောဂါရဲ့အခြေခံလည်းဖြစ်ပါတယ်နံပါတ်4ကိုခံအားနည်းစေခြင်း ခန္ဓာကိုယ်ရင်းတကြားတက်လွန်ခဲ့ခြင်းအားကိုကံအားကိုရုပ်ရော့စေပြီးတော့အပြင်းဝင်လာတဲ့ဗက်တီးရီးယားတွေကိုတိုက်ထုတ်ရမှာအားနည်းသွားစေပါတယ်။ဒါ့အပြင်မုတ်ထုတ်တွေပဲစိုက်နှက်တတ်ပြီးအစာရွေးတတ်တဲ့ကလေးတွေမှာဆိုရင် အာဟာရပြည့်ပြီးအခြားကိုကံအားကောင်းစေမယ့်အစာအစာတွေစားသုံးမှုနည်းပါတာကြောင့်လည်းကိုကံအားတွေနည်းတတ်ကြပါတယ်။တရီမမှုဝဲကျွေးလိုက်မိတဲ့အစာတောက်တွေ၊ဇမ်းမဆေလိုတာကြောင့်တိုက်ကျွေးရဲ့နုမုတ်တွေထဲမှာပါတဲ့တကြားတတေရ မိမိတို့ရဲ့ကလေးတွေပေါ်မှာဘလို့တရားမှုရှိနိုင်နေဆိုတာသိရှိနားလည်ထားအောင်လို့အထပ်ပါအချက်တွေကိုဝေမျှပေးလိုက်တာပါ။ဒါကြောင့်မလို့ကျမတွေကလေးတွေဖြစ်လာအောင်ပြိုးထောင်နိုင်ကြစေဖို့မုတ်ဖြော်ရည်နှုတ်ဘူးတွေဝယ်ယူတဲ့အခါမှာပါဝင်ပစ္စည်းတွေနဲ့ပါဝင်နေတဲ့တရားပမာဏတွေကိုသေချာလေ့လာစစ်ဆေးပြီးမှရွေးချယ်တိုက်တွန်းကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုဗီဒီယိုလေးတွေကိုပတ်စင်နေစဉ်တင်ဆက်ပေးနေရဖြစ်လို့ကျွန်မရဲ့ Mandate Power Page တွေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။